နေတဲ့နေရာ PDS ကနေနေတဲ့နေရာရှိနေတဲ့ရွာတွေအဲ့ကျွားပဲအဲ့ဒီရွာတွေပြောင်းကြပါလားဟုတ်ပြီပြောင်းကြပါလားလို့မေးတဲ့လူတွေကဒါဒီနေရာနဲ့တခုပြောမယ်ခဲလို့ media propaganda တွေခဲလို့သတင်းစာလုံနေတဲ့လူတွေသတင်းသမားတွေနော် Telegram channel တွေကနေပြောတာ PDS ရွာဘယ်နေရွာတော့ထိလိုက်ပြီးဘုံကျဲလိုက်တာ PDS ထောက်ခံတဲ့ရွာ PDS ထောက်ခံတဲ့ဖုန်းကြောင်းအထိတယ်ပေါ့ဘာလို့ဘာဖြစ်တယ်ခဲလို့တင်ကြတယ်ကျွန်တော်မေးပါပြီတဲ့အဲ့ဒီရွာသားတွေကိုပြောင်းရင်အဲ့ဒီရွာသားတွေအဲ့ဒီရွာမှာနေတဲ့အဆောက်အဦတွေပိုင်ဆိုင်မှုတွေနေရာတွေကိုခဲအစိုးရပြန်ပေးနိုင်ပါလားလုံခြုံတဲ့နေရာမှာပြန်ပေးမှာလားနိုင်ငံတော်ကသူတို့ထောက်ပံ့ပေးနိုင်မှာသူတို့ကမှယာကင်းနေစိုက်တယ် CY တွေလုပ်တယ်အဲ့ဒီနေရာကြီးမှာ PDF တွေရှိနေလို့အဲ့ဒီ UI ကိုထားခဲ့ပြီးတော့ဒီဘက် agent နဲ့နေရာကိုလာပြီး agent နဲ့နေရာမှာဟိုဘက်မှာသူတို့လုတ်ခဲ့တယ်လို့မျိုးအလုတ်ကိုင်းအခွင့်လန်းနေနေဖို့ထိုင်ဖို့ဒီခဲတို့ခဏနေပေးနိုင်မလားနော်ရုပ်စွာဆောင်ခဲတို့ကဲစေးစခန်းဆိုတာမျိုးစေဘေးဆောင်တို့ဖွင့်ထားတဲ့နေရာဒီမှာဥပမာအပြိုအရွယ်မင်းကလေးတို့မှအမျိုးသမီးတွေပေါ့ရာသီလာရင်တော့ဂုန်းတို့ကိုခင်ဗျားတို့ကအချိန်မီထောက်ပံ့ပေးနိုင်သလားရိုးလိမိတာနော်အဲ့တော့မလုတ်ပေးနိုင်ဘူးအဲ့ဒီအတွက်သူတို့ကလည်းဒီနေရာမှာသူတို့လုပ်ငန်းလေးတွေရှိတယ်ဖြစ်ခါမှဖြစ်ကောရတာလောက်မှေးနေရတာကျုပ်ပြဟုံးမတို့လင်းကြီးလာပြီးဒိုင်းဆိုချဲချသွားတာသူတို့ပြေးကြင်မြောက်လေး တိတ်နေတော့လည်းကြိုးရှောင်မှာပေါ့တို့မှလည်းအတက်နေပဲတိတ်မှကြောက်တာဆိုတော့တက်ကလာတယ်လုံညွှဲလာတယ်နိုင်ငံတော်အုပ်ချုပ်နေတဲ့ပုံစံကြီးဖြစ်တယ်ပြောရတာပဲဟိုဘက်ကလည်းလက်နက်ကင်ထားတဲ့ပုံစံကြီးရွာထဲဝင်လာတယ်သူတို့ကြောက်ရတာပဲဒီနေရာကြီးကိုစွန့်လုပြီးတော့သူတို့ရဲ့အသက်မွေးဝမ်းကြောင်းကိုစွန့်လုပြီးတော့သူတို့ဘယ်မှမသွားနိုင်ဘူးသွားရင်တို့ဘာလုပ်စားမှာလဲဒီနေရာထဲမှာသူတို့အတွက်အလုတ်ကင်ခွင်လန်းနေဘလောက်များများဖန်ပြီးပိတ်နိုင်လို့လဲဒါတော့မေးပြီမေးပြီအဲ့ပုံစံကြီးကိုတော့ PDF ရွာတွေပါ PDF ရွာတွေပါလို့ပြောတဲ့လူတွေ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ PDF ထောက်ခံသည့်ရွာကိုဂုံးကျဲခိုင်းနေတဲ့သူတွေကိုအဖတားရစာမေကိုထုတ်လိုက်တဲ့ရုပ်တံနဲ့အတူကြိုက်ထိုတွင်ဖမ်းမိသည့်ပြူစောတိကောင်းဆောင်များအားစစ်ဆေးပြီးထိရောက်သောပြစ်ဒဏ်များချမှတ်ဆောင်ရွက်သွားမည်ထူးခြားသတင်းတွေပါနောက်ပိုင်းမှာတင်ဆက်ပေးသွားခြင်းပါတယ်မင်းပြောလားတရင်နေမတင်တော့လားကြားလို့ကျွန်တော်အမြဲတမ်းပြောနေပြဗျာဘာလို့ကျွန်တော်အဲ့စကားမေးတာလဲနံပါတ်1ကျွန်တော်တရင်စာဆရာမဟုတ်ဘူးတရင်ထောင်းမဟုတ်ဘူးမီဒီယာကတို့ထောင်းပြီးတော့တရင်ရေးတဲ့ဒီတရင်နဲ့အလုတ်လုတ်စားတဲ့လူမဟုတ်ဘူး တရင်တင်လို့အဲ့တရင်ကိုကြည့်တဲ့လူတွေရှိရနေပတ်စံယူပြီးတော့ထမင်းစားရတဲ့လူမဟုတ်ဘူးရင်ပုံမလေးလေးကျွန်တော်ပြောတယ်နော်ကျွန်တော်တင်ပေးတယ်ပြောပေးတယ်ကျွန်တော်သုံးသက်ချက်လေးပဲပြဿနာတစ်ခုဖြစ်သွားတယ်တိုက်ပွဲတစ်ခုဖြစ်တယ်အဲ့ဒီတိုက်ပွဲဖြစ်တဲ့အတွက်ဘာတွေဖြစ်လာနိုင်ကြလဲဒီနေရာမှာဖြစ်လာမဲ့တိုက်ပွဲအတွက်ဘလို့ကျိုးဆက်ဖြစ်လာနိုင်လဲဆိုတော့ကျွန်တော်ကလေ့လာပြီးသုံးသက်ပြတဲ့အလုပ်ကိုလုပ်တာတရင်သမားမဟုတ်ဘူးဆိုတော့တရင်သမားကတော့ဒီနေရာမှာဖြစ်တဲ့အတွက်ဘယ်လောက်သိပြီးအာဘသူသေးတယ်သူ့ဘက်ကိုပဲပြောသူ့ဘက်မှာလည်းတရင်သမားရှိတယ်ကိုယ့်ဘက်မှာလည်းတရင်သမားရှိတယ်အဲ့တော့ရန်သူ့ဘက်ကိုထောက်ခံတဲ့တရင်သမားဒီမိမိဘက်ကိုထောက်ခံတဲ့တရင်သမားတစ်ခုရှိတယ်ဆိုတော့ ရန်သူဘက်ကိုထောက်ခံတဲ့တရင်သမားကလည်းသူ့ဘက်ကကြာရှုံးမှုကိုနည်းနည်းပြောပြီးတော့သူ့ရဲ့အောင်မြင်မှုကိုများများပြောတယ်ဒါမှသူ့ကိုထောက်ခံတဲ့လူတွေကကြည့်ပြီးအားတက်လာမှာအဲ့တော့ဒီဘက်ကတရင်သမားကလည်းဒီလိုပဲသူ့ဘက်ကကြာကိုယ့်ဘက်ကကြာရှုံးမှုကိုနည်းနည်းပြောပြီးကိုယ့်ဘက်ကအောင်မြင်မှုကိုများများပြောကြတရင်သမားကဒီလိုပဲမှတ်ကန်တဲ့တရင်သမားကလည်းနှစ်ပတ်လုံးချပြရဲတဲ့တရင်သမားကကမ္ဘာမှာတော့ရှိရင်ဒီနိုင်ငံမှာတော့မရှိဘူးဒီနိုင်ငံမှာအဲ့လိုသွားပြောရင်ဟိုဘက်ကအကြောင်းတွေများများပြောဟိုဘက်ကကြာရှုံးမှုတွေပြောပြီးကိုယ့်ဘက်ကဘာမှဖြစ်တယ်လို့ပြောရင်ဟိုဘက်ကကိုယ့်ကိုတက်ဖို့တော့ကတေချာနေပြီဒီဘက်ကကြာရှုံးမှုတွေကြီးဖွင့်ပြရင်လေအချုပ်ထက်ရောက်ထောင်ချဖို့ကတေချာနေတဲ့နိုင်ငံမှာအကြိုက်ဆောင်ပြီးတော့ပြောနိုင်တယ် တော့မြန်မာနိုင်ငံရဲ့တရင်းစာလောကတို့ဒီတရင်းလောကတို့ကိုတမိုင်းကြောင့်ပြန်ကြည့်ကြည့်လိုက်အားလုံးကဒီလိုမဟုတ်ပြီးတော့ကျွန်တော်ဘယ်လိုပြောလိုက်ရမလဲခမရဆိုတဲ့ဖြတ်တန်းလာတာတွေကများတယ်အဲ့ဒါတည်းကြော်ပြီးပြောလိုက်တော့ဂုတုတကြီးပဲနော်နရတိန်နန်းမှာဆံမြန်းမှုသာပြင်ထားဒါတော့တော့ဆံပြီးသွားပြီထပ်ဆံရမယ့်အလားတာတွေလည်းအများကြီးပဲအဲ့တော့တရင်းလောက်ကိုမလုပ်ဘူးမပြောဘူးအရင်ကလောက်ခဲ့တယ်ဆိုတာမီဒီယာပရိုပဂန်ဒါရန်သူရဲ့ဝါဒဖြန့်ချိမှုတရင်းတွေကိုတံပြန်လုပ်မယ်လို့မရှိလို့ဒါတလုပ်ပြီလားအခုလုပ်မယ်လို့အများကြီးပဲပေါ်နေပြီပြောနေကြပြီလေကိုကဘာပြောကြလဲမပြောတော့သူပြောကြပြီနောက်တစ်ခုတပြေးပြေးနဲ့ ဒီလုပ်ငန်းတွေဒီကိစ္စတွေထက်ထက်ဝင်ဝင်လာလေတိလာတဲ့မြေကိုပြောလိုက်တဲ့သတင်းတစ်ခုဒီကြည့်တဲ့လူတွေမြင်တဲ့လူတွေကကိုယ့်ကိုထောက်ခံတဲ့သူကိုယ့်ဘက်ကကြီးပဲမဟုတ်ဘူးရန်သူကလည်းဒီသတင်းကိုကြည့်တယ်ဆိုတော့တင်လိုက်ပြီးသတင်းတစ်ခုပြောလိုက်တော့ဘယ်မှာဘာဖြစ်နေလဲရဲဘော်တွေကဘလို့ပြောလို့ပါဘယ်တက်ကရရှိတာဘလို့ပြောလို့ပါပြည်သူတွေကဘလို့ပြောလို့ပါကိုယ်သတင်းကနေပြင်ညာလိုက်တယ်ဒီသတင်းကိုရန်သူကကြည့်သွားကိုယ့်ဘက်ကဘာမှလို့တော့ကိုယ့်ပြောက်သွားမှရှိတော့တော်လည်းတော့ကြောင့်မရှိတော့ဘူးမရှိတဲ့ခါကျတော့ဘာဖြစ်လဲရှိတာလောက်လာခဲ့ရတယ်အဲ့တော့ဘာဖြစ်လဲမကောင်းတဲ့သတင်းကထွက်လာပါဆိုတော့မပြောတော့ဘူးဒါတော့ကိုယ်သတင်းကြီးမပို့ရောက်လာတော့ပို့ပါတယ်ပို့ကြတာပဲအမနက်ကဆိုလို့ချင်းဒါ AR တိုင်းလေးမျက်နှာမျိုးကသတင်းလေးတစ်ခုရောက်လာတယ်ရောက်ရောက်ချင်းပဲ တက်ဆိုင်ကပုဂ္ဂိုလ်ရလာလှမ်းပြီးတော့ပြောတယ်ကိုတို့လိုလိုရှိတယ်ကျွန်တော်တော့တနေ့တလူလာပြီးလေပြောလိုက်တယ်သူတက်ဆိုင်တော့သူဖြည့်ရှင်းသွားတယ်ဘယ်ကိုပြောနေကြမလို့ကိုပြောလိုက်ရင်တို့တို့လုံးမယ်စီဟာဒီကောင်းငါတို့လုံးမယ်စီကြိုတိပြီးကွာသူပြောက်သွားတယ်ကိုဘက်ကနေလာပြီအဲ့တော့သူ့အတူဟိုတင်းပေးလိုက်တာကိုကောင်းကကိုပြောမနေတော့ဘာကိုပြောရမယ်ပါရင်အဲ့ဒီဖြစ်စဉ်နဲ့နောက်ပိုင်းဖြစ်လာမယ့်အကျိုးဆက်တွေဒါလေးတွေပြောမယ်ဒါပဲတခါပြောခဲ့ပူပါလေပြောခဲ့ပူဒါအခုမှမဟုတ်ဘူးနော်ဒေါက်တာစုကြည်အုပ်ချုပ်တဲ့ NLD ဆိုတာက2019တော့မှာအဲ့ဒါအဲ့တော့ရန်ကုန်အမျိုးသားရေးကျတော့ကြောင်းတစ်ချောင်းပါဘောနော်အမျိုးသားလုပ်ငန်းတွေပူပေါင်းလုပ်ခဲ့ဘူးလေအဲ့တော့ညာသာပြောခဲ့ဘူးပါလေအစီအပွဲတခုမှထပြောတယ်ဒီခေတ်မှာ နာမည်ရဖို့နာမည်ကြီးဖို့လူသိများဖို့ဘာမှသိမခတ်ဘူးလို့အဲ့ဒီတော့တော့ဘေလီဝါတို့သားသခင်တို့ခေစားနေတဲ့အချိန်ကိုဆော်ရဲသားပြောလိုက်တယ်အစဘဲဆိုရတက်နေလဲဆိုတာကြည့်အဲ့ဒီအစိုးရနဲ့ဆန့်ကျင်ဘက်ဖွဲ့ကိုမကောင်းများများပြောအစိုးရချင်းမျိုးချင်းကိုခံရလိမ့်မယ်ဒါပဲလေအဲ့တော့နာမည်ရတဲ့ဂုံဂုံရမယ်အဲပြောမယ်ဆိုလုပ်ပိုင်ကနေရလာမယ်ဘာလို့အစိုးရနဲ့ဆန့်ကျင်ဘက်ဖွဲ့ကိုမကောင်းပြောခဏလေးနာမည်ကြီးတယ်အဲ့ဒီလိုပဲအစိုးရကိုမကြည့်တဲ့လူတွေကမှအစိုးရမကောင်းကြောင်များများပြောအဲ့အစိုးရကိုမကြိုက်တဲ့လူတွေရဲ့ဟိုမကြိုက်တဲ့နိုင်ငံမကြိုက်တဲ့လူတွေကပေးတဲ့စုတစိတ်တွေနဲ့ချင်းမျိုးရတယ်မကောင်းတော့မကောင်းတဲ့အတိုင်းအမှန်တိုင်းပြော ဲ့ယူနေရမရတော့ဘူး။ဒါမြန်မာနိုင်ငံ။ရိုးရှင်းလေးနော်။ဆိုတော့နာမည်ကြည့်အောင်လည်းလုပ်နေဦး။အစိုးရကတည်းကအဲ့လိုတွေဒါမှတ်ခဲ့မယ်ဆိုရင်ပြောပြပြီလေမြန်မာနိုင်ငံမှာလိုင်းပေါ်တင်ခံရမှာဆိုလို့ဝန်ထမ်းတွေတော့ကိုယ့်ကိုယ်ဝန်ထမ်းလို့မပြောရတဲ့အချိန်မှာဒီမျက်နှာနဲ့စပြီးလိုက်လွင်ခဲ့တဲ့ယောက်ျားမြန်မာနိုင်ငံမှာတယောက်တည်းမှရှိဘူးလား။ကျွန်တော်ယောက်တည်း။အဲ့ဒီကလေးကဆက်လုပ်ခဲ့တာ။တကယ်တမ်းတော့အဲ့ဒါတွေမှတ်ခဲ့မယ်ဆိုရင်ခုချိန်တော့တော်ချမ်းသာနေတော့ပြီ။ခုတော့မြန်မာနိုင်ငံမှာဖုန်းကြောက်ကဲဖုန်းကြောက်ကဲနေထွေးစားတော့ဖုန်းကြောက်ကြွေးစားနေတာဘွားလို့ဖြစ်အိမ်တော်မှပဲခုတိကောင်းကောင်းမပြေနိုင်သေးဘူးပတ်စံမရှိလို့ဟုတ်ဟဲ့ကိုရတဲ့ပတ်စံလေးကိုတုံးနေပတ်စံလေးလေး ေးစိမ့်မပြေးမဲစီကြီးကပြဿနာတက်လိုက်ဟောမနေနဲ့မထိုင်နဲ့ဝင်လုပေးလိုက်အေးစိမ့်လေးနေမကြမ်းလိုက်ရင်ယူနီဖောင်းတကားကဝေးပြီးတော့သွားပြီးတော့လုံရွေးပူပေါင်းသွားလုပေးရတာနဲ့အေးစိမ့်နေမကြမ်းလိုက်ရင်ငလင်းရဖြစ်တယ်ကိုနှစ်ဆိုင်ဦးလေးတော့တူမလေးလို့ကိုနှစ်ပါဆိုင်ဦးလေးတော့တော့မနေတဖူးလေးလိုက်ပြီးတော့သွားပြပြီးလုပ်ပြပြီးကိုတက်တိုင်လိုက်လေးကိုသွားလုပေးပြန်ဟောအေးစိမ့်နေမကြမ်းလိုက်ရင်ပေါ်လာရင်ပေါ်လာရင်လည်းကိုကိုကနေကိုဘာမှမလုပ်နိုင်ဘူးဖြစ်နေတယ်ဘောကနော်ဆောပြောပြလားကျွန်တော်အလုပ်လုပ်နောက်တစ်ခုပြောချင်တာကကျွန်တော်မှမြေပြင်မိတ်ဆွေတွေများရှိတယ်လုံခဲ့ရက်တည်းကလိုက်ပုံမှာတွေ့ပါလေ ဘယ်နေရာမှာရင်းနဲ့ပုံကျလိုက်တာ။အာပီဒီရရွာပတက်ရွာပနေရွာပါညာ။ကျွန်တော်ပြောပြမယ်ဗျ။တစ်ဖက်ကတင်းနေ။ငါအစိုးရပြစ်မဲ့ရွာသားတွေလုပ်တယ်။တစ်ဖက်ကလည်းတင်းနေပီဒီရရွာတွေမလို့ကျဲချတယ်။ကျွန်တော်ခင်ဗျားတို့တခုပြောမယ်။မြန်မာနိုင်ငံမှာရွာတွေအများကြီးပဲ။အဲ့တော့ရုံးမနဲ့နေတဲ့ရွာတွေအများကြီးပဲ။အဲ့ဒီရွာတွေနားမှာပီဒီရတွေလည်းရှိမှာပဲ။ဆိုပီဒီရတွေကလည်းအဲ့ဒီရွာမှာရှိတဲ့ရွာသားတွေရဲ့မိသားစုဝင်တွေပါဟုတ်ပါမှာပဲ။အရန်ကမျိုးပေါ်မှာမိသားစုဝင်တွေမှာလည်းပီဒီရတွေများအဲ့ဒါဆိုရင်ရန်ကုန်မျိုးပေါ်မှာရှိတဲ့မိသားစုလည်းပီဒီရတွေများတယ်ဆိုရင်ရန်ကုန်မျိုးကဘာလို့ဘုံချဲမချတာပီဒီရမိသားစုတွေပဲ။ကျွန်တော်တို့ပြင်မျိုးထဲမှာလည်းပီဒီရထဲဝင်သွားတဲ့လူတွေမိသားစုတွေအများကြီးကြံနေကြတယ်။အဲ့တော့ပြင်မျိုးကဘာလို့ဘုံမချဲတာလဲ။ဟမ်ပီဒီရတွေရှိတယ်။နေပြီးတော့မှလည်းအရှိတာပဲ။မြန်မာတိုင်းနိုင်ငံလုံး မြို့တွေရွာတွေမှာ PDM ရှိတဲ့ရွာဆိုတာမရှိဘူး PDM တွေနဲ့မပတ်သက်ဘူးဆိုတဲ့ရွာမပတ်သက်ဘူးဆိုတဲ့မြို့ဒီနိုင်ငံမှာမရှိတဲ့လောက်ပဲဘာကြောင့်လဲမြို့တိုင်းရွာတိုင်းမှာနေတာစိတ်နာရွာတော်ကွဲလဲမှုတွေရှိတာဖြစ်တဲ့ကိုကြိုက်ရပဲကိုကိုသွားမှာပဲစက်တက်မိသားစုမရှိတဲ့ရွာလို့မရှိတယ်လို့ PDM နဲ့မပတ်သက်ဘူးဆိုတဲ့ရွာလဲဒီနိုင်ငံမှာမရှိဘူးဘာကြောင့်လဲဖွဲ့စည်းတစ်ခုကွဲနေတာဆောပြောချင်တာအားမခဏပြောချင်တာကအဲ့ဒီလူတွေရွာနဲ့နေတဲ့နေရာ PDS ကနေနေတဲ့နေရာမှာရှိနေတဲ့ရွာတွေတချို့ကပဲအဲ့ရွာတွေကပြောင်းကြပါလားဟုတ်ပြီပြောင်းကြပါလားလို့မေးတဲ့လူတွေကဒါဒီနေရာနဲ့တခုပြောမယ်ခဲလို့ media propaganda တွေခဲလို့တည်င်းစာလုပ်နေတဲ့လူတွေတည်င်းသမားတွေတော့ Telegram channel တွေကနေပြောတာ PDS ရွာဘယ်နေရွာတော့အထိလိုက်ပြီးဘုံကျလိုက်တာ PDS ထောက်ခံတဲ့ရွာပီတီကထောက်ခံတဲ့ဖုန်းကြောင်းအထီတယ်ပေါ့ဘာလို့ဘာဖြစ်တယ်ငါတို့တင်ချတယ်ကျွန်တော်မေးပါပြီတဲ့အဲ့ဒီရွာသားတွေကိုပြောင်းရင်အဲ့ဒီရွာသားတွေအဲ့ဒီရွာမှာနေတဲ့အဆောက်အဦတွေပိုင်ဆိုင်မှုတွေနေရာတွေကိုခင်အစိုးရပြန်ပေးနိုင်ပါလားလုံခြုံတဲ့နေရာမှာပြန်ပေးမှာလားနိုင်ငံကတို့ကိုထောက်ပံ့ပေးနိုင်မှာတို့ကမှယာကြီးနေဆိုင်တယ်စီးပွားရေးတွေလုပ်တယ်အဲ့ဒီနေရာကြီးမှာပီတီကတရှိနေလို့အဲ့ဒီရွာကြီးကိုထားခဲ့ပြီးတော့ဒီဘက်အေဂျင့်နဲ့နေရာကိုလာပြီးအေဂျင့်နဲ့နေရာမှာဟိုဘက်မှာတို့တို့လောက်ခဲ့တယ်မျိုးအလောက်ကိုင်ခွင်လန်းနေနေဖို့ထိုင်ဖို့တွေခင်တို့ခဏပြေးနိုင်ပါလားနော်ရုပ်စာတော်ငါတို့ကဲစေးစခန်းဆိုတာမျိုးစစ်ပေးဆောင်တို့ဖွင့်ထားတဲ့နေရာတွေမှာဥမာအပြိုအယွင်းမင်းကြီးတို့မှုအမျိုးသမီးတွေပေါ့ ရာသီလာရင်တော့ဂွန်းတို့ကိုခင်ဗျားတို့ကအချိန်မီထောက်ပံ့ပေးနိုင်သလားရိုးလိမိတာနော်အဲ့တော့မလုပ်ပေးနိုင်ဘူးအဲ့ဒီအတွက်တို့ကလည်းဒီနေရာမှာတို့လုပ်ငန်းလေးတွေရှိတယ်ဖြစ်ခါမှဖြစ်ကောရာသလောက်မှေးနေရတာကျုပ်ပြဟုတ်မှုတို့လင်းကြီးလာပြီးဒိုင်းဆိုချဲချတာတို့ပြေးချင်မရဘူးလေသိနေတို့လည်းကြုံရှောင်မှာပေါ့တို့ကလည်းအတက်နေပဲဒီမှာကြောက်တာဆိုတော့တက်ကလာတယ်လုံညိုးလာတယ်နိုင်တော့အုပ်ချုပ်နေတဲ့ပုံစံတွေဖြစ်တယ်ပြောရတာပဲကိုဘက်ကလည်းလက်နက်ကင်ထားတဲ့ပုံစံတွေရောင်းနေဝင်လာတယ်တို့ကြောက်ရတာပဲဒီနေရာကြီးကိုဆွတ်လို့ပြီးတော့တို့ရဲ့အသက်မွေးဝမ်းကြောင်းကိုဆွတ်လို့ပြီးတော့တို့ဘယ်မှမသွားနိုင်ဘူးသွားရင်တော့တို့ဘာလို့စားမှာလဲဒီနိုင်ငံထဲမှာတို့အတွက်အလုပ်ကင်ခွင့်လန်းနေဘာလို့များများဖန်ပြီးပေးနိုင်လို့လဲဒါတော့မေးပြီ မေးပြီအဲ့ပုံကိုတွေကိုနော် PDF ရွာတွေပါ PDF ရွာတွေပါလို့ပြောတဲ့လူတွေကိုမေးပြီခဲလို့အဲ့သတင်းပြောနေတဲ့ပုံကိုတွေခဲလို့ရက်ွက်ထဲမှာရော NLD ပါတီကိုထောက်ခံခဲ့တဲ့ CPH NUG ကိုထောက်ခံခဲ့တဲ့လက်ရှိ PDF အကြမ်းဖက်အဖွဲ့ကြီးတို့ထောက်ခံနေတဲ့လူတွေမရှိဘူးလားကြည့်တယ်အများကြီးပဲအဲ့တော့မျက်မျက်တက်တာတွေ့ပါကိုကဘုံသွားကျဲတဲ့ခါကျတော့ဗရက်ရွာတွေမဟုတ်လို့တဲ့ဘာမှဖြစ်ဘူးဗရက်ရွာတွေမဟုတ်လို့အားရပါရကိုပြောနေတာဟောကိုဘက်ကလူကိုဗရက်ကလာတက်တဲ့ခါကျတော့အပြစ်မဲ့ပြည်သူတဲ့ဘယ်သူမှအပြစ်မဲ့လို့တတ်တာမဟုတ်ဘူးကျွန်တော်ရိုးရှင်းလေးဒီဘက်မှာမြို့ပေါ်မှာ နော်တက်မလို့တရင်ပေးတယ်လို့တက်မလို့နဲ့ပူပေါင်းဆောင်ရွက်တယ်လို့မျိုးနဲ့ပြီးတော့နှစ်ကုန်နေတဲ့ကောင်တွေအများကြီးပဲရိုက်ရွာထဲမှာကိုရှိတယ်။မသိရင်တရင်ပေးရတတ်ဆိုင်ရပုတ်ကလေးတွေပိုးကြောင်နေတယ်အစိုးတော့ကအခုဟိုပြူလိုလိုပြီးကုစစ်လိုလိုပြီးတော့တကယ်တည်းလောက်တာလည်းမဟုတ်ဘဲနဲ့ခုံယောင်ဟိုလိုလိုဒီလိုမယောင်စီလူတဲ့ကောင်တွေအများကြီးပဲပေးအောင်နေရမန်နေတက်ပြီးပါဝါလေးဆုတ်ပြရတာရိုးရှင်းလေးနော်ကဲတော့အောက်ချီလေးစင်ကြီးဟုံးလုံကြုံတဲ့ခြံဝင်းကြီးထဲမှာအဆောင်အရှောက်တွေနဲ့တိုက်ခန်းနဲ့နေပြီးတော့24နာရီရတဲ့အင်တာနက်နဲ့ပို့ပြီးတော့ပောက်ကဲရှောက်ပြောင်းနေနေဟုံးဒီရင်စင်ကြီးပြီးသူတွေရတဲ့ဝင်းကြီးဟုံးဆိုကျွန်တော်ပြောတာလေးဟုတ်စိတ်မဆုံးနဲ့ကဲတော့မုန်းလို့ပြောတာလေးမဟုတ်ဘူး ခင်ဗျားတို့အောင်မြင်မှုတွေကိုလည်းစိတ်ဝင်စားအောင်ခင်ဗျားတို့ရတဲ့အခွင့်အရေးတွေခင်ဗျားတို့ဟိုရှိနေတဲ့ပိုင်ဆိုင်မှုတွေလည်းကျွန်တော်စိတ်ဝင်စားအောင်ကျွန်တော်ဆိုင်ကအဆုတ်တစ်စီးပဲရှိတာသိလားနော်ဟိုဝါကြံကင်းထိုင်ရန်ကကိုမိုးအိမ်လေးတစ်လုံးမရှိတာ35ပေအဲပေ30ကျော့ချန်အဲ့ဒါလေးပဲတတိလေးနော်အဲ့ချန်လေးမနေတာအေးစိတ်ပဲတော့အိမ်မပြင်းနိုင်လို့ဖုန်းချုံကိုတက်နေနေတာရှစ်ရှစ်ပြောတာသိပြီးတော့ဟိုပကန္နရိုက်ပါကျွန်တော်မလုံးတမဆောက်ဖို့ရှိတယ်အိတ်ဆရာရှိတော့ပြည့်စုံနော်ဒါပြောတင်နေတယ်လို့ပြောပြတာမြင်ရတာဟိုဘက်နေဘက်နဲ့ဝါရနေဖြစ်နေကျတော့တကယ်နိုင်ငံတော်ချစ်တကယ်ပြည်သူတို့ချစ်မကန္နတဲ့တဲ့ရင်လို့ပြောဗရင်သမားတယောက်ရဲ့သိက္ခာနဲ့ညီညီပြော ကိုချစ်တဲ့အဖွဲ့အစည်းကိုသဘောကျတဲ့အဖွဲ့အစည်းမို့လို့သူ့ရဲ့အဖြစ်တွေကိုဖုံးပြီးတော့တစ်ဖက်အဖွဲ့အစည်းကိုကြီးပဲလုံနေတယ်။ကျွန်တော်တို့ပြောရရှင်လေခမ PDF ပဲဖြစ်ဖြစ် NUG CRP NLD ဒီကံမျိုးဘာပဲဖြစ်နေဖြစ်နေဒီနိုင်ငံသားတွေဒီနိုင်ငံထဲမှာနေတဲ့ပြည်သူတွေစစ်တပ်နဲ့ PDF နဲ့ပြည်တယ်ပေးတယ်စစ်တပ်ကပဲတည်တယ် PDF ကပဲတည်တယ်ဒီနိုင်ငံထဲကလူတွေတည်တာဒီနိုင်ငံရဲ့လူပယံဇာတတွေဆုံးရှုံးတာကျွန်တော်တို့နိုင်ငံသားတွေကျွန်တော်တို့နိုင်ငံသားတွေခွန်အားတွေဆုံးရှုံးတာဒီနိုင်ငံထဲမှာရှိတဲ့ဘယ်ဖွဲ့စည်းရပဲလို့လို့တရားတစင်းပြတ်သွားတယ်စာတင်ကြောင်းကြောင်းပြတ်သွားတယ်ကျွန်တော်တို့နိုင်ငံကျွန်တော်တို့ပြည်သူတွေရဲ့အခွင့်အရေးနဲ့တိဆောက်ထားတဲ့ပစ္စည်းဆုံးရှုံးတာကျွန်တော်တို့ရဲ့ဆုံးရှုံးမှုမဖြစ်စေချင်ဘူး နော်စစ်ဖြစ်နေတဲ့အတွက်တချို့နေရာတွေမှာလဲနေမဆိုင်နိုင်ဘူးဘာဖြစ်လဲလဲစမ်းစစ်တွေကြီးတယ်အားလုံးခံရတာတနိုင်ငံလုံးခံရတာနေတဲ့လူလည်းခံရဆင်းတဲ့လူလည်းခံရပြာလာဝါတာအကုန်ခံရတာပြောပြအဲ့တော့ဒီစစ်ကိုအမြန်လို့ရပ်ဖို့လွယ်ကဲလို့စစ်ရပ်ဖို့အတွက်မီဒီယာတွေရဲ့ခွန်အားတွေအများကြီးလွယ်အကုန်ပဲကတော့နိုင်နေပြီဘယ်ကဘလောက်တည်တာဘလို့ဖြစ်တာဘလို့ကနိုင်နိုင်ပြောမနေခဲ့တော့အဲ့လိုဘက်ကလည်းနိုင်အောင်ပြန်တိုက်ပါမယ်တစ်ဖက်ကနိုင်အောင်ပြန်တဲ့ခါကျမစပိတ်နဲ့ကျွန်တော်အထက်မှနေကြတော့ကတရင်သာဖတ်တယ်တရင်သာတွေအကုန်လုံးမှာဘယ်မျိုးကိုတက်မလို့ပြန်လဲထိချုံနိုင်ပါပြီဆိုတာပဲပါတယ်ဘယ်မျိုးကိုတော့တိမ့်သွားပါလိမ့်လို့ဘယ်တော့မှမမြင်နေရခဲ့ဘူးတိမ့်ရင်လူမသိကြရဘူးပြန်ရရင်တရင်သာတွေပါလာပြီ ဆိုတော့တကယ်အလုံးမဟုတ်ဘူးတိုင်းတိုင်းသွားတယ်ဂျန်သူတို့တိုင်းပိုက်သွားပြီဂျန်လေးစူးစမ်းနေတယ်ပြီးသူအတိပေးရမှာကိုယ့်ရအောင်မြင်မှုပဲအတိပေးလိမ့်မယ်ရှင်းတော့မြန်မာနိုင်ငံခေတ်ဆက်ဆက်ဘလို့ပွားကန်တယ်နိုင်လာတော့လေစိတ်မှာပန်းကုန်းနေတဲ့အိုးစီဒိုးတွေနဲ့ရှုံလိုက်ပဲချိန်ဝင်လိုက်မှမသိဘူးဆိုတော့ဒီနိုင်ငံအဲ့ဒီလိုမျိုးဆိုတော့ရရအမောင်းချပြီအရာဘာမှမသိတဲ့အနေထားတစ်ခုမှာတိတ်ခါရှိရက်တီးဖို့ဆိုတာအင်တန်ခက်ပါတယ်အဲ့တော့ကျွန်တော်ကပြောချင်တယ်ပြောလို့မကြိုက်ရင်ထောင်ချလိမ့်မယ်ပြောလို့မကြိုက်ရင်အသက်ခံရမယ်အဲ့ဒါပြောမယ်တော့ကိုလုတ်တဲ့နေလို့ထင်တဲ့အရာကိုတရင်မပေါက်ခဲနဲ့3ရောက်လုတ်လိုက်တယ် ကိုပြောပြနေလို့ထင်တဲ့စကားကိုတက်ပြောတယ်ဒါတင်းအဲ့ကိစ္စကိုပြောတာဟိုလုံခဲ့တဲ့ရက်တွေကကျွန်တော်ပြောခဲ့ပူပါတယ်တခါမန္တလေးတပည့်ကြီးမရယာဘက်ကကျွန်တော်နဲ့ရင်းနှီးတဲ့ပုံကိုယ်တွေเนาะအရင်တော့ကျွန်တော်နဲ့တူတူမျိုးသားကြီးကိုလက်တွဲပြီးလုပ်တဲ့ပုံကိုယ်တွေအခုအဲ့ဒီမရယာတပည့်ကြီးဘက်က PDF တွေအတွက်ကုန်တယ်လုတ်ပေးနေရတယ်เนาะအယောင်ဝယ်ကုန်တယ်လုတ်ပေးနေရတယ်ကျွန်တော်နဲ့ဆက်လို့ရှိတယ်ကျွန်တော်တို့ဘက်ကတရင်လေးပြောပြတယ်ကျွန်တော်တက်ဆိုင်အောင်လဲတချို့တရင်လေးပြီးတယ်ဆိုတော့တို့တို့ကဘာဖြစ်လို့အဲ့ဒါဆိုအဲ့ဘက်မှာနေတဲ့ဒီဘက်ကိုလာခဲ့ပါလားကျွန်တော်ပြောပြပြီဒီဘက်ကိုလာခဲ့ပါလို့ခင်ဗျားတို့လွယ်လွယ်ခေါ်တဲ့လူတွေတို့မိသားစုအားလုံးရဲ့စာအုပ်နေရေးတကူကြီးချမ်းပါရေးဘယ်သူတောင်းယူမှာလဲ တောင်းရင်ယူပေးနိုင်မယ်လို့သာနိုင်ငံတော်ကြီးကအာမခံလိုက်ကြည့်အဲ့ဒီလူတွေကလုံးစွန့်ပြပြီးလာမှာပေါ့စခန်းလေးဖွင့်ပေးရေတံဘူးလေးလေးလာပေးသမင်းဘူးလေးတွေဝေးလိုက်ဓာတ်ပုံလေးတွေရိုက်လိုက်အဲ့ဒီဘွားတို့တို့မနေနိုင်ဘူးတို့ရောလေတို့လိုရတာတို့စားချင်တာတို့လှုပ်ချင်တာတို့လှုပ်ချင်တိုင်းတော့မှာပေါ့ခဲအဲ့မှလာတဲ့ဒုက္ခတွေနဲ့နိုင်ငံတော်ကနေတိုင်းဖုံးပြီးလေလာကဖြစ်ပြီးနေမှာတို့လည်းအနေနဲ့ကြည့်ကြပါလေတုံးညဖုံးပြကြည့်ပါပဲအဲ့တပတ်စံတို့တယ်အကုန်ထားပြခဲ့မှာပေါ့ယိုးယိုးရှင်းရှင်းလေးနော်ပြောပါလေယိုးယိုးရှင်းရှင်းလေးကို့ဘက်ကအပြည့်အစုံတာဝန်မယူနိုင်မဲနဲ့ကို့ထမင်းကိုစားပြီးတော့ကို့ဘက်ကရက်တီဖို့စူးစမ်းနေတဲ့ဒုက္ခရတဲ့လူတွေကို ရန်သူလို့ခေါင်းစဉ်မတက်ပါနဲ့။ဒါမှမဟုတ်စစ်တိုက်နေတာနားလေတယ်။စစ်တိုက်ရင်တော့ဘီရော့ဆိုလို့ရှိမှကျွန်တော်ပြောခဲ့ဘူးတဲ့တခါ။လင်းဘုံနဲ့ကျဲချလိုက်တယ်။နေတဲ့လူတွေထိသေးစိတ်နေမထိနဲ့။ဟောအမေရိကန်နေပြီးလာအခုကြီးတောင်းရော့ဒုံးဆိုဘုံကြီးချလိုက်။ကွာအနီးတဲ့အကုန်ရှောင်းစိတ်နေအကုန်ထိလို့မရှိဘူးကြာကြတဲ့နေရကွဲမှာပဲကွဲစပနာစားတွေလွင့်မှာပဲလွင့်ရှိတဲ့လူထိမှာပဲ။ဒါတော့ပါပဲ။စစ်ပြင်းတော့ဘီရော့ဆိုလို့ရှိမှပဲ။ဒါကိုအမှန်တိုင်းပြောပြဖို့ပြောတာ။စစ်ပြင်းတယ်။ရန်သူဒီနေမှာခိုးအောင်နေတယ်။ဒါတော့တွားပြီးဘုံကျဲတယ်တော့တိုက်ခဲ့တယ်။ရွာသားထိကမ်းမှုရှိပြီးပြီဒါပဲရိုးရှင်းနေ။စစ်ပြင်းရလေ။ရှောင်းလေ။ဒါမဲ့ခေါင်းစဉ်ကြီးကိုတော့ရန်သူရွာလို့ဗတ်တက်ရွာလို့ PDF ရွာလို့တော့မတက်စီချင်ဘူးပြ။ ကျွန်တော်ရိုးရှင်းချင်းလေးဟုတ်ပြီနော်ဒါလေးတစ်ချက်ပြောပြတာတစ်ဖက်အဖွဲ့စည်းဘက်ကနေပြီးတော့လှည့်ပြောရပြန်မယ်ဆိုရင်လဲမင်းတို့မထောက်ခံတာနဲ့ရန်သူဆိုပြီးမတတ်နဲ့မင်းတို့ပြောတဲ့ဒီမိုကရေစီမင်းတို့လိုချင်ပါတယ်ဆိုတဲ့စစ်မှန်တဲ့ဒီမိုကရေစီမှာငါနဲ့တူငါရန်သူလိုမရှိဘူး तू ကသူကြိုက်တယ်ပဲ तू ကသူတတ်မလို့ယူပဲချစ်ချစ်အုံမယောင်လိုက်ပဲချစ်ချစ်ဦးတိုင်းရွှေယူပဲချစ်ချစ်ဦးသိန်းစင်ယူပဲချစ်ချစ်ဘာသူချစ်ချစ်ဒါမင်းတို့လုံးမဟုတ်ဘူး तू ချစ်ချင်တယ်လို့ချစ်မှာမင်းတို့ကမချစ်လို့မင်းတို့ကမကြိုက်လို့မင်းတို့ထောက်ခံတယ်လို့မထောက်ခံလို့လိုက်တတ်နေမယ်ဆိုမင်းတို့ကိုယ်တိုင်ဒီမိုကရေစီနဲ့ဆန့်ကျင်နေတယ်ဆိုတာကိုကတော့ပေါ့တော့ဒါလေးဒီကနေ့ပြောချင်တာဟုတ်ပြီနော်မွန်ကီနယ်ကြိုက်ထုံမြို့နယ်ကြိုက်ထီးရိုးတောင်ချီရှိ ကင်မွန်ချောင်းကျေးရွာကတက်ချောင်းရီတကုံမှာဖန်စီရမိခဲ့တဲ့ပြူစောတိကောင်းဆောင်တွေရဲ့ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကိုဖော်ထုတ်ပြီးထိရောက်တဲ့အေးအေးယူမှုတွေကိုဆောင်ရွက်သွားမယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်အမတ်28စစ်ပြူဟာနဲ့တပ်မဟာ PDF တာဝန်ခံကိုအေးမင်းထွန်းကမောင်းတဲ့င်းဌာနကိုပြောပါတယ်။ပြီးခဲ့တဲ့ဧပြီလ15ရက်မှာ ကတက်ချောင်းရှိစားတောက်ဆိုင်တစ်ခုမှာ တောက်စားယူရနေတဲ့ညောင်လေးပင်မျိုးနယ်ကပြူစောတိကောင်းဆောင်ဦးလိုက်မင်းဒုတိပြူစောတိကောင်းဆောင်ကိုမဲကြီးအပါဝင် မိသားစုဝင်လေး၁၈ယောက်ကိုကြိုက်ထုံမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတရင်ရသွားရောက်ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီထောက်ခံလော်ဘီတရင်တွေကဝါရဖြန့်တယ်လို့မျိုးဖျားဖူးပြည်သူတွေကိုအကြောင်းမဲ့ဖမ်းဆီးတာမျိုးမလုပ်ပါဘူး။အဲ့ဒီလိုလုပ်တွေကသူတို့ပဲလုပ်ကြတာပါ။ကျွန်တော်တို့ကမတိကျမတေချာပဲဘာမှမလုပ်ဘူး။သူတို့တောက်စားမှုရပြီးရေကူးနေကြတဲ့အချိန်မှာဖမ်းတာပါဖျားဖူးတဲ့အချိန်ဖမ်းတာမဟုတ်ပါဘူးလို့ အမှတ်29စစ်ပြူဟာနဲ့တက်မဟာ PDF တာဝန်ခံကိုအေးမင်းထွန်းကမောင်းတရင်ဌာနကိုပြောပါတယ်အဓိကအနေနဲ့ပြူစောတိကောင်းဆောင်ဖြစ်တဲ့လှိုင်မင်းစုသူနဲ့ပြူဖွဲ့ဝင်တွေကိုဖမ်းဆီးခဲ့တာဖြစ်ပေမဲ့လုံခြုံရေးအရာသူတို့နဲ့အတူပါလာတဲ့မိသားစုဝင်48ယောက်စလုံးကိုခိတ္တထိန်းသိမ်းခဲ့တာဖြစ်တယ်လို့သိရပါတယ် ကိုအေးမင်းထုံးကဆက်လက်ပြီးအဓိကဖန်တာကတော့ခေါင်းဆောင်လိုက်မင်းပါသူနဲ့တူပြူဖွဲ့ဝင်၄ရောက်ပါတယ်သူနဲ့ဆိုငါရောက်ပေါ့ဒါပေမဲ့မိသားစုတွေရောပါလာတော့သူတို့မိသားစုတွေရဲ့လုံခြုံရေးကိုလည်းစိုးရိမ်ပြီးအားလုံးကိုလက်တလောခေါ်သွားတာပါမိသားစုဝင်တွေကိုတော့ကောင်းကောင်းမွန်မွန်ကျွေးမွေးစောင့်ရှောက်ထားပြီးအခုတော့သူတို့မိသားစုကိုပြန်လွတ်ပေးလိုက်ပါပြီလို့ဆိုပါတယ်လက်ရှိမှာတော့ပြူကောင်းဆောင်လိုက်မင်းပြူဖွဲ့ဝင်တွေဖြစ်တဲ့မဲကြီးမင်းမော်ဦး လှိုင်မင်းရဲ့သားကျော်ကျော်ဦးတိန်ထေးနဲ့လှိုင်မင်းရဲ့မိန်းမဖြစ်သူယမင်းတို့ကိုဆက်လက်ဖမ်းဆီးထားပြီးကြမ်းရှိတဲ့မိသားစုဝင်တွေကိုတော့ဧပြီလ16ရက်နေ့မှာပြန်လွတ်ပေးခဲ့တယ်လို့သိရပါတယ်ဒါအပြင်ဖန်ဆီးထားတဲ့ပြူစောတိတွေရဲ့ပြစ်မှုတွေကိုဖော်ထုတ်ကာကျူးလွန်ထားတဲ့ပြစ်မှုတွေအပေါ်မူတည်ပြီးထိရောက်တဲ့ပြစ်ဒဏ်ရရှိအောင်ဆောင်ရွက်သွားမယ်လို့ကိုအေးမင်းထွန်းကဆိုပါတယ်ပြစ်မှုတွေတော်တော်ကျူးလွန်ထားတဲ့ရွာတွေကိုခမရ20ကစစ်ခွေးတွေနဲ့ပေါင်းပြီးမိရှို့တာတွေ ပြည်သူတွေကိုရရက်ဆက်ဆက်တက်ဖြတ်ပြီးအလောင်းဖြောက်တာတွေပြည်သူတွေရဲ့ပစ္စည်းတွေကိုရောင်းစားတာတွေခမရ၂၀ထဲကိုပို့ဆောင်ပေးရတာတွေညောင်လေးပင်မြို့နယ်စီမံကောင်စီဘုံမူနေလင်းဆိုသူနဲ့ပေါင်းပြီးလူငယ်တွေကိုလမ်းမှာဆောက်ထမ်းပြီးခမရ440တိုက်ဦးကိုစစ်မှုထမ်းခိုင်းဖို့ချက်ချင်းပို့ဆောင်တာတွေပါလာတဲ့ဆိုင်ကယ်တွေကိုရောင်းပြီးဘုံမူနေလင်းနဲ့ခွဲဝေယူကြတာတွေကျူးလွန်ထားတာတွေအများကြီးပါအသေးစိတ်ကိုပြည်သူတွေကိုချပြပေးသွားမှာလို့ဆိုထားပါတယ် အဆိုပါပြူစောတိနဲ့မိသားစုဝင်တွေဖမ်းဆီးခံလိုက်ရတဲ့ကတက်ချောင်းရီတကွန်ဟာစစ်ကောင်စီတပ်တွေလုံခြုံရေးအပြည့်ယူထားတဲ့ကြိုက်တီယိုးတောင်ချေကကင်းမွန်စခန်းနဲ့မိုင်ဝဲကြော်ကြော်လောက်သာဝေးပြီးဆိုင်ကယ်နဲ့သွားရင်ငါမိနစ်ဝန်းကျင်သာသွားလာရတဲ့နေရာဖြစ်ပါတယ်